24နှစ်မြောက်ပအိုအမျိုးသားနေ့တန်စီလာဘွေမူနီကပအိုပအိုအမျိုးသားနေ့ဖြစ်ပေါ်လာပုံတမိုင်းပအိုလူမျိုးစင်းသက်လာပုံနေ့ယုံကြည်မှုပအိုလူမျိုးတို့တီတမိုင်းเจ้าအစဉ်အလာနေ့ကိုပိုင်ယဉ်ကျေးမှု ကိုပိုင်ဘာသာစကားကိုပိုင်စာပေများနေ့ပြည့်စုံသည့်တိုင်းရင်းသားလူမျိုးစုတရဖြစ်ပါသည်မြမောက်ခင်မနုဿပပိဒါနေ့တမိုင်းဆိုင်ရာတုတေတီများဤစံစစ်ချက်များအရာဆိုရပါမူပအိုတို့တီ မွန်ဂိုလိုက်အနွယ်ဝင်များဖြစ်ကြပြီးကရင်ကရင်နီတို့နှင့်ဘာသာစကားအုပ်စုတူညီကြပါသည်ကရင်ကရင်နီနှင့်ပအိုးတို့အကြားတွင်ရှေးအစဉ်အဆက်တွေးရင်းသားရင်းမောင်နှမရင်းချများဖြစ်ကြသည်ဟု၍ယနေ့ထိတိုင်အပြန်အလှန်လက်ခံယုံကြည်ထားကြပါသည်မိမိတို့မျိုးနွယ်စုတို့သည်တိဘက်ကုန်းပြင်မြစ်အရက်ဒေသမှသဆင့်မဲခေါင်အေယဝတီတန်လွင်စသည့်မြစ်ကြီး၃ဆင်းဖြင့်မြစ်ဖြားခံ၍စုံစင်းလာခဲ့ရာ အရှေ့တောင်အာရှတွင်မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယား၊လာအိုနှင့်ဗီယက်နမ်တို့တွင်ပြန့်နှံ့နေထိုင်လျက်ရှိသူကိုတွေ့မြင်ရမည်ဖြစ်သည်။ထို့နောက်ပအိုးလူမျိုးတို့သည် ရေကြီးရာမျက်နှုတ်ရာအရက်ဒေသတို့ကိုပြောင်းရွှေ့နေထိုင်ကြရင်မြန်မာနိုင်ငံတောင်ပိုင်းသို့ရောက်ရှိအခြေဆိုင်ခဲ့ကြပြီးတထုံမြင့်ဆက်များကိုထူထောင်နိုင်ခဲ့ကြသည်။တမိုင်းအထောက်အထားတို့ဖြစ်တင်ပြရလင်ဥကလာဤမဟာယာဇဝင်စာအုပ်ထဲ၌တထုံတွင် တောင်တူပအိုးလူမျိုးများစိုးစံခဲ့ကြောင်းတထုံမင်းဆက်ပေါင်း158ဆက်အုပ်ချုပ်ခဲ့သည်ခေတ်နောက်ပိုင်းတွင်တထုံကိုတောင်တူပြေဟုဆရာကြီးတခင်ကိုတော်မိုင်းကလေးနက်စွာရေးသားဖော်ပြထားသည်ဘိုးဘေးပြည်ပင်ခေတ်ကလေးကပင်ပအိုးတို့သည်ဒူရီယာနာဂမင်းကြီးနှင့်မိဖုရားကြီးနာဂဝိဇာဒေဝီတို့ဤစင်သက်ပုံကိုယူ၍အဖဝိဇာအမိနဂါဟု၍လက်ခံယုံကြည်ထားကြသည် ဒူရီယာနာဂာမင်းကြီးတီအဖနေနတာအမိနဂါမဖြစ်သောကြောင့်ဒူရီယာနာဂာဟူ၍၎င်းမိဖုရားနာဂာဝိဇ္ဇာဒေဝီမာမူအဖဝိဇ္ဇာမူအမိနဂါမဖြစ်သောကြောင့်နာဂဝိဇ္ဇာဒေဝီဟူ၍၎င်းဣတိကိုအကြောင်းပြု၍ပအိုးအစ အဖဝိဇ္ဇာအမိနဂါမဟူ၍ယနေ့ထိတိုင်အစဉ်အဆက်လက်ခံယုံကြည်ထားကြပေသည်ပအိုးအမျိုးသားနှင့် ဖြစ်ပေါ်လာပုံနဲ့စတင်ကျင်းပဖြစ်ပုံလူမျိုးစုတိုင်းတွင်ကိုပိုင်တင်ကေတာအမတ်လက္ခဏာတို့ရှိကြသည်လူမျိုးတစ်မျိုးမပြောက်ပြက်ဖို့ရာကိုပိုင်ပါရစကားကိုပိုင်ယဉ်ကျေးမှုနှင့်ကိုယ်ကွယ်ယုံကြည်မှုတို့ကိုထိမ့်သိမ်းကြရမည်ဖြစ်သည်အမျိုးသားနှင့်ဖြစ်တည်လာပုံကိုကိုးကားရလင်မဟာတဂရိ၃ခုနှင့် BC 669ခန့်တွင်သူ့အနာဘူမိတထုံတွင်တထုံပြည့်ရှင်တက္ကရာဇာမင်းနှင့်မိဖုရားဗဒကလျာဒေဝီတို့မှ သားတော်တပါဖွားမြင်ခဲ့သည်ထိုသားတော်သည်တပေါင်းလားပြည့်စနေနေ့နေအဝင်လအထွက်နေရောင်လရောင်ရောလျက်ထွန်းသိနေချိန်ဖွားမြင်သောကြောင့်ဒူရီယာစင်တာဟု အမည်ပေးခဲ့သည်ဒူရီယာစင်တာမင်းသည်တတော်24နှစ်အရွယ်တွင်ခမဲတော်တက္ကရာဇာမင်းဤထီနန်းအရိုက်အရာကိုအနှင်းချင်းခံရပြီးနန်းစံချိန်ဆယ်နှစ်ခန့်တွင်ဖခမဲတော်နှက်ရွာဆန်လေးသည် တာတနာအစတထုံကဆိုတကဲ့သို့မဟာတက်ကရစ်တရားသက်သက်ခုနှစ် BC 960အချိန်တွင်ဒူရီယာစန္ဒာမင်းအုပ်စိုးသောသူအနာဘူမိတထုံပြည်သို့ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်ကြွရှိတော်မူခဲ့သည်မြတ်စွာဘုရားရှင်ကြွရှိတော်မူသည့်နှစ်တွင်ဒူရီယာစန္ဒာမင်းကြီး၏မွေးနေ့ဖြစ်သည့်တပေါင်းလားပြည့်နေ့၌ရွှေစယံစေတီတော်ကိုစတင်အုံမြင့်ချပြီးတီထားကိုးကွယ်ခဲ့ကြသည် ထိုနှစ်မှစ၍ပို့ရိုဒီဗုဒ္ဓတရားတော်ကိုစတင်နာကြားခွင့်ရခဲ့ပြီးဗုဒ္ဓသာသနာတော်ကိုစတင်ကြီးညိုခွင့်ရခဲ့ကြသည်ဒူရီယာစန္ဒာမင်းလက်ထက်မှစ၍ပို့ရိုဒီနစ်စင်တပေါင်းလားပြည့်နေတွင်ရွှေစယံစေတီတော်မြတ်ရှိရာသို့တွားရောက်ဖူးမြော်ပြီးကောက်တစ်ပူဇော်ခြင်းစွန့်ကတ်ခြင်းငါးပါးတိလာခံယူခြင်းတို့ကိုအစဉ်အဆက်ထိမ့်သိမ့်ကျင်းပလာခဲ့ကြသည် လွတ်လပ်ပြီးခါစ1948ခုနှစ်မတ်လတွင်ဖဆပလာအစိုးရသည်၎င်းတို့၏မြေယာပေါ်လစီကိုပြဋ္ဌာန်းကျင့်သုံးခဲ့ရာတွင်မိမိတို့ပိုအိုးလူမျိုးတို့၏မြေယာအမြောက်အများကိုအတမတ်သိမ်းယူခဲ့ကြသည်ဖဆပလာ၏မြေယာပေါ်လစီအပေါ်မကျေနပ်သည့်ပိုအိုးလေတမားတပေါင်းကျော်တို့သည်တထုံမြို့ရေကျော်ဖုံးကြီးကျောင်းတွင် လူထုအစည်းအဝေးတရက်ပြုလုပ်ပြီးထိုအစည်းအဝေးတွင် အမျိုးသားရေးအာဇာနည်ပုဂ္ဂိုလ်ကြီး ဖားပွာလာဖေအပါအဝင်ဥဖိုးခင်ဥဖိုးမြင့်တို့ပါဝင်သည့်ပအိုးတောင်သူအဖွဲရှုပ်ကဥဆောင်ခဲ့သည်ထောလူထုအစည်းအဝေးကြီးမှသဆင့်တထုံမြို့ရှိဖားစာပါလာကော်မရှင်နာယုံတို့ခြိသက်စန္ဒပြခဲ့ကြပြီးအောက်ပါအစိုးပြုချက်၃ရက်ကိုတင်ပြတောင်းဆိုခဲ့ကြသည်နံပါတ်၁ပအိုးလူမျိုးကိုတောင်သူဟုခေါ်ဆိုရေးသားခြင်းမပြုဘဲပအိုးဟုသာခေါ်ဆိုရေးသားရန်နံပါတ်၂ ညရာခွဲဝေရေး policy ကိုပြန်လည်ရုပ်သိမ်းပေးရန်နံပါတ်3ဗမာတမတော်တွင်ပအိုးသက်ရင်နေရင်ထူထောင်ပေးရန်စသည်တို့ပါဝင်သည် အထက်ပါတောင်းဆိုချက်3ရက်အနက်ပအိုးလူမျိုးကို ပအိုးဟုတာရေးသားခေါ်ဆိုရန်နှင့်နောက်နောက်တောင်းသူဟုရေးသားခေါ်ဆိုခြင်းမပြုသည့်အဆိုကိုဖဆာပါလာအစိုးရက1948ခုနှစ်တွင်တဘောတူအတိမတ်ပြုခဲ့သည်ထို့နောက်တွင် ိမိတို့အထွတ်အမြတ်ထားသည့်တပေါင်းလာပြည့်နေ့နှင့်ဒုတိယစန္ဒာမေဤဂုံကျေးစုကိုအစဉ်အောက်မေ့တတိယက1946ခုနှစ်မှစ၍တပေါင်းလာပြည့်နေ့ကိုပအိုးတမျိုးသားလုံးဤအထင်အမှတ်နေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့ကြသည်အနေနဲ့အယက်ရက်မှနေ၍ပအိုးတို့သည်နှစ်စဉ်မိမိတို့အမျိုးသားနေ့ကိုအစဉ်အဆက်ကျင်းပလာခဲ့ကြရာယနေ့ဆိုလင်84ကြိမ်မြောက်ရှိလာခဲ့ပြီဖြစ်သည်ခရစ်နှစ် 1995ခုနှစ်တွင်ပဲခူးတိုင်းဒေသကြီးဇယက်ကြီးနှင့် ရှမ်းပြည်နယ်ရှိ ပင်လောင်မြို့နောင်တရာမြို့တို့တွင်ပအိုရိုတီခေအဆက်ဆက်တော်လန်ရွေးတွင် ပါဝင်ခဲ့ကြသလိုတိုင်းရင်သားအရေးနှင့်ပတ်သက်လင်းလဲပအိုရိုထဲထဲဝဝင်ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်1852ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင်တထုံခရိုင်နယ်သားဘိုခန်းနှင့် ကြိုက်ထုံနေမှမယန်းချောင်းဆရာတော်တို့နဲ့အတူနေရှက်အင်္ဂလိပ်တို့ကိုယွယွချွန်ချွန်တော်လန်ခဲ့ကြပါသည်ဆရာဆန်ဥဆောင်သောတောင်တူလေဓမ္မအရေးတော်ပုံမတိုင်ခင်1923ခုနှစ်ကတည်းကပင်ချမ်းကုန်းပြည်မြစ်တွင်ဗဒေတရစ်စနစ်ထွန်းကားသည့်ချမ်းပြည်၌အခွန်တော်မပေးရေးအပါအဝင် ကိုလိုနီနေထက်စနစ်ဆန့်ကျင်ရေးလေဓမ္မအရေးတော်ပုံကို ဖာတန်ကောင်ခဲနှင့်ပအိုကောင်းဆောင်တချို့ဥဆောင်၍ဆန့်ကျင်တော်လန်ခဲ့ကြသည် နယ်ချက်အင်္ဂလိပ်တို့တင်မဟုတ်ပဲဖက်စစ်ဂျပန်တို့ကို ပြန်လဲတိုက်ထုတ်သည့်အခါတွင်လည်းပဲပအိုးတို့ကြီးတောင်ပေါ်မြေပြန့်ပါမကြမ်းမိမိတို့ရောက်ရာအရက်ကနေပြီးပါဝင်တော်လှန်ခဲ့ကြပါသည်1946ခုနှစ်မတ်လတွင်တိုင်းရင်းသားအားလုံးပါဝင်သည့်ပင်လုံကြီးလာခံ ပထမအကြိမ်တွင် ဖားဘာလာဖေနှင့်ပရိသရစ်ကောင်စီဝင်စီဆိုင်တထုံနေခြင်းဇော်ဘွားခွန်ကြီးတို့ပါဝင်ခဲ့ကြသလိုနေရာဒေသအတီးတီးက တကွဲတပြားတည်ရှိနေကြတော့ပအိုးလူထူကြီးကိုစီယုံပြီးအမျိုးသားလွတ်လပ်ရေးတွင်တိုက်ပွဲဝင်ကြရန်၎င်းတို့နှုတ်အစပြုလုံးစော်ခဲ့ကြပါသည်လွတ်လပ်ရေးမရခင်ကာလနှင့်လွတ်လပ်ရေးရရှိသည့်အချိန်ကာလအထိ ပအိုးတို့သည်တောင်ပေါ်အမီပြန့်ပါမကျန်ညီနောင်တိုင်းရင်းသားတို့နှင့်အတူလက်တွဲပြီးတော်လန်ရေးကိုဆင်နွှဲခဲ့ကြပေသည်ယနေ့အချိန်အခါတမရတွင်လည်းတိုင်းပြည်တွင်ဗိုလ်ချစိုးမိုးလိုသည့်စစ်အာဏာရှင်တစုနှင့် ၎င်းတို့ဤလက်ပါစီတို့ကိုအမြင့်ပြတ်ချေမုန်းနေကြသည်တိုင်းရင်သားမျိုးနွယ်အင်အားစုတို့နှင့်အတူຫນွေဥတော်လည်ရုပ်နှင့်ပောက်ဖွာလာကြတော့မျိုးဆက်တစ်တော်လည်ရင်အင်အားစုတို့နှင့်လည်းလက်နက်ကင်လန်းစဉ်အပါအဝင်နီလန်းပေါင်းစုံဖြစ်ပါဝင်လက်တွဲတော်လည်နေပြီဖြစ်ပါကြောင်းအတိပေးကြညာအပ်ပါသည်အမျိုးသားရေးတန်းသူရေးနှင့်ကိုပိုင်ပြဋ္ဌာန်းခွင့်အပြေးဝါရရှိပြီးပြည်내တင့်များပေါ်ထွန်းခွင့်ရှိသော Federal Democracy ပြည်ထောင်စုတိဆောက်ရေးလမ်းစဉ်ကိုရဲရဲချောက်ပြီးအာနာချစ်စနစ်ချုပ်ငိမ့်သည့်အထိတော်လန်ပါဝင်သွားမည်ဖြစ်ပါကြောင်းအလေးအနက်ဂတိပြုအပ်ပါသည်